ဘကတိကခုနတက်ကလေးတွေညင်းခုံရတာဖြစ်ခက်တည်ဖြစ်ပါတယ်။မှန်တဲ့ရာဇဝင်နဲ့ဥပလာရာဇဝင်နဲ့ညရာဇဝင်တော်ကြီးကစတစ်သက်သေးမကြလေတော့တမိုင်းဆိုင်ရာအချက်လက်တွေကိုဖြစ်တန်စွမ်းနဲ့ချိန်ဆပြီးတော့မှအနည်းဆက်ဆိုဖြစ်နိုင်မဖြစ်နိုင်ကိုခံမှန်းကြရပါတယ်။တမိုင်းဆရာတွေကမတန်းမတန်းပြူထားကြတဲ့စာပေတွေကပကံနဲ့ပကံသားကြီးတွေလက်ဆင့်ကမ်းလာကြတဲ့ပိုးဟနာစကားတွေကလည်းဘယ်တော့မှမတူဘဲနဲ့ကွဲပြားနေတာတွေ့ရတယ်။ရာဇဝင်ဆိုတာရာဇနဲ့ဝင်သားနဲ့ပေါင်းထားပြီးတော့မှမင်းနေရှင်ဘီရင်ရဲ့အကြောင်းဆိုတော့ ကြောက်စာတွေပေါ်မှာတွားပြီးတော့လေ့လာမယ်ဆိုရင်လဲမင်းလိုလိုက်ပြီးတော့မြှောက်ပြင်ရေးသားထားချက်တွေ tree tree ဘုဝနာတိဒရဆိုရဲเนาะဒုမင်းဘုံကြီးเนาะဘယင်ကိုမြှောက်ပြင်ထားတဲ့စာသားတွေအများကြီးတွေ့ရတယ်เนาะတရားမင်းကလူမင်းဘုံကြီးတော့နတ်မင်းမနေတာဆိုလိုမျိုးဆက်လက်နဲ့ဒီဆက်တာတာရှိတယ်လို့အလွေမင်းယုတ်တိမတန်လဲဖြစ်ရတဲ့အကြောင်းအရာပြောမဆိုးမအောင်တောတုံးအောင်ဆိုတော့တဘောပါပဲခင်ဗျာဒီနေ့တော့ပြောပြခြင်းတဲ့အကြောင်းအရာနော်ဒါမင်းရဲ့ဖခင် ူ့ရဲ့ခမဲတော်ကွင်းစောကျောင်းပြည့်ရဲ့အကြောင်းဖြစ်ပါတယ်။စာပေလင်းကထုံထုတ်ပြီးတော့ပြောပြမှာမဟုတ်ပါဘူး။ကွင်းစောကျောင်းပြည့်ရဲ့ဘုရားတက်စုဖြစ်တဲ့တကြဘုံနဲ့တကြဟဲ့မှာအဆောင်ဖြစ်တဲ့ဝချင်းရွာသားကြီးဘကလာပြောပြတဲ့အကဇက်ရာတွင်ကိုပြောပြသူပြောပြတဲ့အတိုင်းပဲပြန်လဲပြီးတော့မှဖောက်တဲ့ချပြောပြပြီးမှဖြစ်ပါတယ်။ဘုရားမှာကွန်းစောကြောင့်ပြူတီခဲ့တဲ့ဘုရားငါးဆူရှိပါတယ်ဗျာတဆူနဲ့တဆူကလည်းလွန်ဝေးกว่าခြင်းမရှိပဲနဲ့မလန်းမကန်းလေးမှာပဲငါးဆူစလုံးတီရှိနေပါတယ်ဒကန်သားကြီးတွေရဲ့ဘိုးဘေးတွေပြောပြကြတယ် ပါဇက်ရာဇဝင်တွေကတော့ဒဏ္ဍာရီဆံပေးမဲ့သူတို့အတွက်ညအရဝံပုံမြင်တွေလည်းဖြစ်ခဲ့ပါတယ်။ကိုမတိလိုက်မမီလိုက်တဲ့ပကံခိရဲ့အဖြစ်အပျက်တွေကိုကြံရှိနေတဲ့ဘုရားစီကြီးထောက်ထားတွေနဲ့ဆက်ဆက်ပြီးတော့မှပြောပြတဲ့အကြောင်းအရာတွေဆိုတော့ညင်းเสียထောက်เสียလည်းမရှိတော့သူတို့ရဲ့ပုံမြင်တွေတည်သက်လှပါခဲ့ပါတယ်။ကိုယ်တော်ကြောင့်မူမဖြစ်ခင်တော့သူဟာပကံပြူလာပြီးတော့မှကွင်းအထမ်းနဲ့ရောင်းတဲ့ကွင်းသေးလေးတယောက်ဖြစ်ပါတယ်။ကွင်းရောက်လာရင်လည်းကွင်းတော်ကိုထမ်းပြီးတော့မှမိုးလို့နားခဲ့တဲ့နေရာမှာသူဟာ သူ့မှာပါလာတဲ့စားကောင်းတောက်ဖွဲ့တွေကအူအူဖျားမွန်းမြက်ကလေးတွေကိုရုပ်ကစိုးနံမင်းကိုနေစင်နေတာ誒ပူဇော်တဲ့အလေးရှိခဲ့တယ်။တနေ့မှာတော့အဲ့ဒီကုသိုလ်ကြောင့်ပဲဂျာမင်းကသူ့စာတာကိုကြည့်တဲ့အခါမင်းဖြစ်ရမယ့်သူဖြစ်တဲ့အတွက်ဖြစ်ချိန်တန်ပြီဆိုတဲ့အချိန်ကျတော့ဂျာမင်းကမအားဖို့အကြောင်းဖြစ်လာခဲ့ပါတယ်။ဂျာမင်းကဖို့အောင်ဆောင်ပြီးတော့သူ့ကိုဆလွယ်တွေမကိုက်တဲ့မင်းမြောက်တစားတွေဝစ်စင်ပေးပြီးတော့မှမြင်းတစည်းပါပေးလက်သုံးတော်ပါပေးပြီးတော့မှပကံကိုဆေလွတ်လိုက်ပါတယ်။သူ့ပကံကိုမရောက်ခင်မှာပကံမှာလဲမင်းလုံးပေါ်လိမ့်မယ် ဒီနေ့ပကံကိုမင်းလုံးကြွလာလိမ့်မယ်ဆိုတဲ့သတင်းကိုလည်းကြားမင်းကပဲကြိုပြီးတော့မှလွန့်ထားခဲ့ပါတယ်လူတွေကအိုးအတောင်းနေနဲ့ပွဲဆိုရင်ဆက်စုချင်းကြတဲ့ဦးပြပြသိချင်းကြတဲ့ဒီဘက်ခက်က Facebook ကလူတွေလိုပဲမင်းလောင်းညော်ကြပါလေအဲ့ဒီလိုမင်းလောင်းညော်နေကြတဲ့အရက်ပါပဲနောက်တစ်ချိန်မှာမင်းညော်ရစာဖျားဆိုပြီးတော့မှသူ့ဘရင်ဖြစ်လာတဲ့အခါမှာဒီဖျားကိုတဲ့ခဲ့တယ်သူကွင်းရတဲ့ဘဝကကွင်းတောင်ထမ်းပြီးတော့မှရှေ့နောက်ထမ်းပြီးတော့နားခဲ့တဲ့နေရာမှာတော့ကွင်းထမ်းမင်းရစာဆိုတော့ ပုံစံလူစီဒီနစုကိုလည်းတည်ထားခဲ့တယ်ဇလန်းကိုပြန်ကောက်အောင်အဲ့ချိန်မှာတောင်တူမင်းကငါတို့ငါလိုဘယင်ရှိနေပါရဲ့ကနဘာလို့မင်းလောင်းပေါ်မှာလဲဆိုတဲ့ဒေါသနဲ့မင်းလောင်းမျောနေတဲ့ပြည်သူတွေကိုနိုင်ရင်ပြန်ကနေထွက်အကြည့်နိုင်ရင်ပြန်ကရုပ်တုတခုကအဲ့တောင်တူကြီးမင်းကိုအသက်ဝင်ပြီးတော့မှတွန်းချခဲ့တယ်လို့ဆိုရတယ်တောင်တူကြီးမင်းနဲ့ဆန့်သွားခဲ့ပါတယ်အဲ့တောင်တူကြီးမင်းဆိုတာကလည်းယာကင်းဆောင်ရင်းနဲ့သူ့ယာကင်းမှာအတီးလာသွတ်စားတဲ့ဘယင်ကိုဘယင်မမ်းမသိပဲရိုက်တက်လာကသူကဘယင်သေးလို့ဘယင်ဖြစ်လာတဲ့သူဖြစ်ပါတယ် ကွင်းတော်ကြောင့်မူလာတဲ့လမ်းမှာသူ့အခြေအနေကိုဘလို့ရှိသလဲသိဖို့တကြားမင်းကပုံပြီးကြည့်တဲ့နေရာကိုတော့တကြပုံဖျားလို့တည်ခဲ့ပြီးတော့မှမင်းလောက်လာပြီးတဲ့ဟေးဆိုပြီးတော့မှကြိုးဆိုကြလို့တကြားမင်းကဟစ်ခဲ့တဲ့နေရာကိုတော့တကြဟစ်ဖျားကိုနောင်တော့ခါမှာတည်ခဲ့ပါသလဲခင်ဗျာဒါကပကံလာကြီးတွေဖြစ်တဲ့ဘကလာပြောပြတယ်ကွင်းစောအကြောင်းမြူမင်းတည်ခဲ့တဲ့ဖျားလေးစုအကြောင်းမှာကျန်တဲ့